မြန်မာပြည်ချန်ပီယံထွန်းထွန်းမင်းကိုအကြီးတန်းလက်ဝဲကျော်တူတူကစိန်ခေါ်ထိုးတက်သွားမယ်လို့သိရပါတယ်ဒီသတင်းကိုတော့လွှမ်းမိုးအောင်ပေးပို့ထားပါတယ်ရှင်ထွန်းထွန်းမင်းနဲ့တူတူတို့ရဲ့မြန်မာပြည်ချန်ပီယံလူပွဲကိုလာမယ့်2019ခုနှစ်မှာရှင်ပြန်ထိုးတက်ဖို့ရှိပါတယ်မြန်မာပြည်ချန်ပီယံဖြစ်ချင်လို့ထွန်းထွန်းမင်းကိုစိန်ခေါ်ရတာဖြစ်ပြီးရလက်ပိုင်းကတော့ပွဲပြီးမှသိရမယ်လို့စိန်ခေါ်ထိုးတက်မဲ့တူတူက DVB ကိုပြောပါတယ် ဒီပွဲဟိုဘာကြောင့်စင်ကိုလဲဆိုဒီချန်ပီယံဖြစ်ဖို့အတိအကျရွေးချင်တဲ့သူစင်ကိုလိုက်တာပဲပေါ့နော်အဲဟိုဒီပွဲဖြစ်ဖို့ဆိုတာကျွန်တော်ဘက်ကထိုးမယ်ဆိုပြီးတော့တရားဝင်လည်းကျင်ညာပြီးဒါပေမဲ့ပွဲစဉ်သူတွေအနေနဲ့ဟိုကျွန်တော်ကလည်းဆယ်လာပိုင်းတော့ဒီဘယ်လိုပြန်ပွဲရှိနေအတွက်ဆယ်လာပိုင်းနောက်ပိုင်းမှာပဲဖြစ်ဖို့များလေနောက်နှစ်ကူသွားမယ်လို့ထင်တယ်နောက်ပွဲစဉ်သူတွေလည်းသူတို့ပဲလာပဲရက်မှာလုံးမယ်ဆိုတော့အတိအကျတော့မသိသေးဘူးပေါ့ကျွန်တော်ဘက်ကရှင်ပြန်မှုတော့အသင့်ဖြစ်နေစင်ကိုပြီးပေါ့ ဟိုနိုင်မမနိုင်ဘူးဆိုတော့ပွဲပြီးမှပဲသိရမှာဘာလို့သူလဲဒီအဆင့်ရောက်လာရဆိုတော့ဟိုသူ့မှာအဖက်ဘက်ကဟိုဟိုအကောင်းအကောင်းနေမရှိဘဲနဲ့ဒီဘက်ကိုရောက်မလာဘူးလေအဲကျွန်တော်လည်းဒီအဆင့်ကိုရောက်မလာဘူးဆိုတော့မကောင်းမနဲ့ဒီအဆင့်ကိုရောက်မလာဘူးသူအဆင့်နဲ့သူနေရာတော့ရှိကြတယ်ဒါပေမဲ့ပွဲပြီးမှအရှုံးနိုင်ဘူးလို့ဆိုတာပေါ်လာမှာပေါ့လေရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်လို့ရှင်ပြိုင်ထိုးရမှာစိတ်မကောင်းဖြစ်ပေမဲ့ချန်ပီယံစုကိုတော့ဘ ᱹ ဒုကူမှအလွယ်တကူမပေးဘူးလို့ထွန်းထွန်းမင်းက DVB ကိုပြောပါတယ် တကယ်ရင်ချင်းဖြစ်လဲအရင်လည်းစိတ်မကောင်းဖြစ်တာပေါ့ဒီပွဲကိုသူကတော့ဒီလိုပဲစိတ်ခေါ်နေမှာဆိုလို့ရှိရင်ချန်ပီယံတယောက်အနေနဲ့တော့ကျွန်တော် ကတော့ထိုးပြရမှာပေါ့ဒါပေမဲ့ပွဲရတော့အခုလက်ရှိမှာတော့ကျွန်တော်စာချုပ်တွေမပြီးသေးတဲ့အတွက်စာချုပ်တော့မချုပ်ဖြစ်သေးဘူးချန်ပီယံဆိုတာကကျွန်တော်ဒီလက်ဝဲချန်ပီယံကိုဖြစ်တဲ့ကျွန်တော်အိမ်မက်ကချန်ပီယံပဲပေါ့ကျွန်တော်ရလာတဲ့ချန်ပီယံပွဲကိုတော့အလွယ်တကူနဲ့ဘယ်သူမှတော့မပေးဘူးပေါ့ကျွန်တော်အကောင်းဆုံးကာကွယ်သွားမယ်လို့ပြောချင်ပါတယ် ထွန်းထွန်းမင်းနဲ့တူတူတို့ဟာအာရှမွေလက်ဝိတ်ပြိုင်ပွဲတွေစတင်ရှင်ပြိုင်ခဲ့တဲ့2012ခုနှစ်ကတည်းကစတင်ယင်းဤကြကြသူတွေပါသူတို့နှစ်ဦးဟာ2012ခုနှစ်ကကရင်ပြည်နယ်မှာကျင်းပတဲ့လက်ဝိတ်ပွဲမှာရှင်ပြိုင်ထိုးတက်ခဲ့ပူပြီးပူးတွဲတည်ကြခဲ့ပါတယ်ခင်ဗျာကျွန်တော်လွှမ်းမိုးအောင်ပါ